အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့မနေ့က Arsenal အကြောင်းပြီးသွားတဲ့ချိန်မှာဒီနေ့တော့ဒါကျွန်တော် ABC ဆိုတဲ့အတိုင်း Chelsea ရဲ့အကြောင်းကိုပြောဖို့အတွက်အချိန်တန်လာပြီပေါ့နော်။အဲ့တော့ဒါဒီနေ့ရဲ့ Chelsea အသင်းကဒါကျွန်တော်တို့ international break တစ်ခုအကွာမှာနည်းနည်းလေးနည်းနည်းလေးရောမဟုတ်တော်တော်လေးကိုဒါကျွန်တော်ကြည့်လို့ရှိလို့ကောင်းပြီးတော့ဒါကျွန်တော်တို့ တိုးတက်လာတဲ့အသင်းတသင်းဆိုတာကိုတော့ကျွန်တော်အနေနဲ့လုံးဝညင်းလို့မရဘူးလို့ညင်တယ်အဲ့လက်ရှိမှာချယ်ဆီတင်းနေတာကျွန်တော်တို့ပရီးမီးယားလိရာသီဒါကျွန်တော်တို့မပြီးခင်ပါဘူးပရီးမီးယားဒါကျွန်တော်တို့ international break မပြီးခင်ပါဘူးเนาะဒါကျွန်တော်တို့လီဗာပူးတင်းကိုသူတို့နေနေတာကျွန်တော်နောက်ဆုံး minute twin goal နဲ့တူ2-1ဆိုတဲ့ရလနဲ့လီဗာပူးကိုသူတို့အနိုင်ယူခဲ့တယ်လီဗာပူးအနိုင်ယူခဲ့ပြီသူတို့ရဲ့လက်ရှိဒါကျွန်တော်ခြေစွမ်းကဘာလဲဆိုတော့ပြသနိုင်ခဲ့ပြီးအန်ဆိုမူရက်စ်ကလည်းဒါအကြီးအကျယ်အောင်အောင်ပွဲခံခဲ့နေတာမှရှိပါဘူးအဲ့တော့ချယ်ဆီပရိသတ်တွေကချယ်ဆီရဲ့လက်ရှိအခြေအနေကို နာနီလို့ခေါ်ကြပါတယ်နာနီဆိုတာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကစားသမားနာနီမဟုတ်ဘူးဂျပန်ကစားကားရဲ့နာနီလည်းမဟုတ်ပါဘူးအဓိကဒါကျွန်တော်တို့ကစားသမားတွေကနိုင်နာမနိုင်နီနီလို့ပဲပြောလို့ရတယ်တမှာပါအဲ့တော့အန်ဆိုမရက်စကာကြီးနီသွားပြီဖြစ်တဲ့ကြောင့်ဒါကျွန်တော်အမြင်အရပြောရမယ်ဆိုတော့ဒါလာမဲ့ပွဲစဉ်တော့သူမပါလာနိုင်ဘူးလာမဲ့ပွဲစဉ်ကနော်တာဖော့စ်နဲ့ကဲမဲ့တော့ Chelsea ရဲ့ Fisher ရဲ့ schedule ကိုကြည့်မယ်ဆိုရင်တော့ဒါပြောရမယ်ဆိုရင်ဒါဟိုအရန်ကြည့်တော့ ခတ်နေတဲ့အနေထားတော့မဟုတ်ပဲအရန်ကြီးတော့လည်းမလွယ်နေနေတာပြောချင်တာကချက်စီတစ်နဲ့ရီတန်လေးတာမှန်မှန်သွားမယ်ဆိုရင်တကယ်ကိုအလုတ်လုံလို့ရတယ်ဆိုတဲ့အသက်သက်သင်ကိုမြင်ရမယ်ဒီမှာပါတယ်အဲ့တော့ဒီနေ့မှာအန်ဆိုမရက်စ်ကနေတာမနစ်ကရခဲ့တဲ့ supply ထပ်ပို့ပြီးတော့ကောင်းနိုင်တဲ့ supply တွေကိုစခုရမယ်နှစ်တစ်နှစ်ဆိုလဲမှားမယ်တော့မဖြစ်ဘူးဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်အန်ဆိုမရက်စ်ကအတွက် pressure တွေအလားမရှိဘူးဒါကျွန်တော်လက်ရှိမှာပိုင်ရှင်နေအနေနဲ့ကလည်းအန်ဆိုမရက်စ်ကကိုဒါကျွန်တော်လုံးဝအချိန် definitely ပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့တော့ဒီနေ့မှာဘောနော် ျွန်တော်ရဲ့ဒါတပူတယောက်လက်ရှိကန်ထားတဲ့အနေထားရကျွန်တော်အနေနဲ့ပြောအောင်ဆိုရင်အန်ဆိုမိုရက်စ်ကနေဒီအသင်းကိုသူတွန်းနိုင်တော့တွန်းထားခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ပြောရမှာတယ်မဟုတ်ပါဘူး။လက်ရှိမှာချက်စီအသင်းကအဆင့်18မှာရှိတယ်။ဒါကျွန်တော်ရမယ်17မှတ်နဲ့ဒါကျွန်တော်အဆင့်1ကအာစနယ်နဲ့တူတယ်9မှတ်กว่าတယ်။အဆင့်2ကလီဗာပူးနဲ့ဒါကျော်တူတယ်6မှတ်กว่าတယ်။ဒါကျွန်တော်တို့တော်တန်ဟော့စပတ်အသင်းနဲ့3မှတ်กว่าတယ်။ဘုံမောင်းနဲ့3မှတ်กว่าတယ်။ပြောချင်တာလက်ရှိမှာ top 4ပြန်ဝင်ဖို့အတွက် Chelsea တင်နေတာ3မှတ်လောက်กว่าတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ဒါလက်ရှိမှာဒါ Premier League ကဏ္ဍမှာ9ပွဲပဲရှိပါသေးတယ် total ကျတော့ဒါအားလုံးပေါင်းတော့ကျွန်တော်ပွဲ30ကျော်တောင်ကျန်နေသေးတယ်အတွက်ကြောင့်မို့ဘာမဆိုဖြစ်သွားအဲ့တော့ဘာမဆိုဖြစ်သွားနိုင်တာမှန်မှန်ဒီနှစ်မှာဒါပထမဆုံးကျွန်တော်အနေနဲ့အသေးအရဆုံးအချက်ကပါလဲ နီးပြကိုတိုင်ကလက်ရှိမှာအသင်းကိုဒါလူဝယ်ပေးပါလို့တောင်းဆိုနေတဲ့အချိန်မှာအသင်းကနေဒါကိုစောက်ဖက်မလုပ်ခြင်းကိုတော်တော်လေးအသေးရရနေတာမှရှိတယ်။ချက်စီဘက်ကလက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာဖြည့်တင်းမှုတော်တော်များပြုလုပ်ခဲ့တယ်။တကယ်လို့လည်းကောင်းတဲ့ဖြည့်တင်းမှုတွေပြုလုပ်ခဲ့တာကိုတွေ့ရမယ်။ချောက်ဘက်တို့လိုအစင်းတန်းရှိတဲ့ဒါကျွန်တော်တို့လက်ရှိစန္ဒာဖောကစားသမားမျိုးဒီဒါကျွန်တော်တို့လက်ရှိမှာ အသင်းအတွက်အရန်တင့်တုံးလို့ရမယ်ဒါကြောင့်တိုက်စင်မှုတချို့ကိုဝယ်ပေးခဲ့တယ်တောင်မန်ကစားသမားတွေလည်းဝယ်ပေးခဲ့တာကိုတွေ့ရမယ်ဒီမှာပါပြောချင်တာကဒါအမှန်တိုင်းပြန်ကြည့်မယ်ဆိုရင်ဒါ transfer market ရဲ့အခြေအနေကတိတ်တော့ဒါကျွန်တော်ချက်စီးဘက်ကမစိုးလို့မြင်ရတယ်ဒီမှာပါတယ်ဒါပေမဲ့လက်ရှိမှာကိုယ်အသင်းကိုကိုယ်ကင်ကွယ်နေတဲ့နီးပြတော့ဘာမှမသိဘူးဆိုတဲ့အဥ္စာကိုပြန်ပြီးတော့ပြောရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေအရာဆိုရင်တော့နောက်ဆုံးပြောရမယ့်သတင်းတွေအရာဆိုရင်တော့အမ်ချက်စီးတဲ့နေတာခန်းစစ်ရဲ့တရားပိုင်းက တော်တော်လေးကိုဒါကျွန်တော်တို့ပြောရမယ်အဲတော်တော်လေးကိုဒါကျွန်တော်တို့ထိကြိုက်နဲ့နာမှုရောက်သွားနိုင်တဲ့အနေထားတစ်ခုကိုရောက်သွားပြီလို့ကျွန်တော်အနေနဲ့ပုံကူရမြင်မိရတယ်မှာပါတယ်ဗောနော်အဲ့တော့ လက်ရှိမှာဒါကျွန်တော်ချက်စီးတဲ့အခုလက်ရှိမှာခန်စစ်ကစားသမားတွေမှာဒါအရန်ငါစတန်ရနေတယ်အချမ်းပေါင်းပြင်ဒါ BDR ရှန်ဒါဖူဖာနာဒါကစားသမားတော်တော်များတယ်ရနေပေါ့နော်အဲ့တော့ international break ပြီးတော့ဒီလိုကစားသမားတွေဒါအသင်းစီကိုပြန်လာမယ်တို့ကြောင့်ဒါကတော့တိတ်ပြီးတော့စိုးရိမ်စရာမရှိဘူးလို့ပြောလို့ရမယ့်အနေအထားဖြစ်ပါတယ်အဲ့တော့မိသွမင်စိုးစီကမလက်ရှိမှာဒါကျွန်တော်နီးပြကိုတန်ကဒီနေ့ရဲ့အခြေအနေတွေကဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ ဒီနေ့အချိန်ဒီတဲကဒါတော်တော်လေးကိုဟိုကစားသမားရဲ့အနေနဲ့ cancel ဘိုင်းကဟိုအရန်ကြီးကောင်းတဲ့အနေထားတစ်ခုမှရှိမနေဘူးလို့ကျွန်တော်အနေနဲ့မြင်နေဒါဥရာဘယ်လိုပဲချက်စီတဲ့မှာအခုချိန်ဒီကျွန်တော်အနေနဲ့လိုအပ်ချက်လို့မြင်ပါဆိုရင်တော့ cancel ဘိုင်းမှာဒါ leadership လိုနေတဲ့လူလူတွေဒါပြင်ခုနကဘယ်လိုပဲကျွန်တော်အနေနဲ့ Enzo Fernandez ကို captain တယောက်အနေနဲ့ကြိုက်တာမှန်ပေမဲ့တကယ်တော့နင်းလားငါလားဟေ့ဆိုတာအနင်းလားငါလားဟေ့ဆိုတဲ့ moment မှာ ကပတိန်တယောက်ကိုဒါကျွန်တော်ချက်စီအသစ်နဲ့ကောင်းကောင်းကြီးအလိုရှိနေတယ်ကျွန်တော်နေမြင်တယ်ပြောချင်တာဒါကျွန်တော်ကန်ဆယ်ပေါ့ကန်ဆယ်ကစားသမားကပတိန်လို့ပဲပြောမှာအဲ့လိုပုံစံပြတာဂျွန်တယ်ရီတို့ကာဟေးတို့ဒီလိုပုံစံမျိုးကိုမှဒါကျွန်တော်လက်ရှိမှာတေဂူဆေးဗာတို့လို့ကပတိန်လောက်ပတ်ဝစ်လိုက်တာနဲ့အသင်းကရှုံးနေတယ်ဆိုရင်တော့ငါတို့ပြန်လာနိုင်အောင်ပြောနိုင်တယ်ကျွန်ဖို့လေးပြအောင်ပြောနိုင်တယ်လူပေါ့နော်ညီမလိုပြောရမှာဆိုကျွန်ဖို့လေးပြအောင်ပြောနိုင်တဲ့လူမျိုးကိုလက်ရှိမှာသူတို့အနေနဲ့အလိုရှိနေတယ်လို့ပြောလို့ရမယ်ဒီမှာပပါတယ်အဲ့တော့မြည်သူပင်စူစီကမှုလက်ရှိမှာဒါချက်စီအသစ်အနေနဲ့ကန်ဆယ်ပိုင်း င်းကဒီနှစ်မှာတော်တော်လေးအားနေနေအဲ့ခက်စစ်ပိုင်းအားနေမှုကချက်စီအတင်းရထိုးနှက်ချက်ဖြစ်သွားနေတဲ့ဒါမှရှိဒါပေမဲ့ international break ခံသွားတာတခုကောင်းပြီးတော့ဒီ international break ပြန်ပြန် international break ပြီးလို့ပြန်လာမယ်ဆိုရင်တော့ချက်စီးတဲ့ကစားသမားတချို့အသင်းစီကိုပြန်ပြီးတော့ပါလာမယ်ပြန်လာမယ်ဆိုရင်ဒါတော်တော်လေးကိုအဆင်ပြေသွားနိုင်မယ်အသက်အသင်းကိုချက်စီးစီကနေပြီးတော့ကျွန်တော်တို့မျှော်လင့်လို့ရမယ်ဒီမှာပါဒါပေမဲ့ချက်စီးတဲ့ဒီနှစ်မှာဒါကြောင့်ဘယ်လောက်ထိမျှော်လင့်လို့ရမလဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီနှစ်မှာ ပရီးမီးယားလီဂ်ရယူဖို့တော့ချက်စီးတင်တဲ့ gap တစ်ခုလိုသေးတယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးတော့ချန်ပီယံလိဂ်ကိုလည်းဒီလောက်လောက်ကျွန်တော်အနေနဲ့မြင်ဒါပေမဲ့ Chelsea တဲ့လက်ရှိဒီပြအန်ဆိုမိုရက်စ်ကနေတပွဲတိုးမှာတော်တော်လေးကိုကောင်းတာမြင်ရတယ်။ဒါကျွန်တော်ခုနကပြောကလပ်ဘောကတ်မှာလည်းကလပ်ဘောကတ်လေးရောက် Chelsea တဲ့ဘာလို့ပြနိုင်လဲဆိုတဲ့ပုံစံမျိုးကိုခဏခဏတွေးကြရတယ်။ဒါကြောင့်မို့လို့ကျွန်တော် Champions League မှာတချို့တွေဒါကျွန်တော် Chelsea ကို short တယ်ကျွန်တော်တို့ Chelsea ကို short မတော့ Chelsea တဲ့ at least အနည်းဆုံး quarter final လောက်ဒီအနည်းဆုံးတော့တတ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့လက်ရှိမှာ Chelsea တဲ့ဒါ Premier League မှာ Premier League မှာ Chelsea တဲ့လက်ရှိအနေထားရတော့ကျွန်တော်တို့လုံးဝကိုရော့လို့မရအောင်။ဒါ Chelsea တဲ့ဒီနှစ်ဆောင်ရသည်မှာ အခန့်စီအပိုင်းအတွက် market ထဲကိုတည်ချပြန့်ဝင်မယ်ဆိုတော့ဒီနေ့မှာဒါပြည်ရင်းဖလားတစ်လုံးတစ်လုံးကတော့ AC ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကျွန်တော် Kara Bauer FV ကိုကို Chelsea အသစ်နဲ့မျက်စိချလို့ရတဲ့အသစ်တစ်သင်းလို့ကျွန်တော်အနေနဲ့ဒီနေ့မှာမြင်မိရတယ်မှာပါတယ်။အဲ့တော့ Enzo Morris ကလည်းသူ့ရဲ့ပထမဆုံးဒါကျွန်တော်တို့အဲ့ပထမအဲ့ပေါ့သူ့ရဲ့နှစ်မှာတင်းကိုသူလုတ်ပြခဲ့ကျွန်တော်ဒါဒါသူ့အနေနဲ့ Club World Cup ကိုဒါကျွန်တော်တို့ Conference League ကိုသူယူပြထားခဲ့တယ်။ အခုလက်ရှိမှာဒီနေ့မှာဒါကျွန်တော်တို့ conference league တို့ဘာလို့လဲသိမရှိရတဲ့ကြောင့်တေချာတကွာ Chelsea အသင်းအနေနဲ့ဒါ Champions League မှာနေရာတနေရာရအောင် Champions League ကလည်းကျွန်တော်တို့အာ television broadcast ကိုနောက်ဆုံးအချိန်ထိပတ်ဆိုင်ယူပြီးရင်ဒါ Premier League မှာဆိုလဲ1 2 4ဒါ Chelsea ရဲ့လက်ရှိအခြေအနေကကျွန်တော်တို့ Chelsea ကို1 2 4ဝင်နိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် Premier League ရဖို့အတွက်ဆိုရင်တော့နည်းနည်းလေးလိုအပ်သေးတယ်လို့တော့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့ Chelsea ကိုလိုအပ်ချက်ရှိတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်သူ့ပဲဆိုညာလဲ Chelsea တင်တဲ့အခုလက်ရှိမှာတစ်ချက်တစ်ချက်နောက်တစ်ခုပြောချင်တဲ့ Enzo Mares ကပေါ့နော် Enzo Mares ကနေဒီပေါ်ဆိုမှာဒီနှစ်မှာဒါတာ ဝင်အထိုက်အတန့်လျောက်ကြီးတယ်ဆိုပေမဲ့သူ့အနေနဲ့တခါကျရင်ခေါင်းမာလွန်လာ ဒါအသင်းကဝယ်ပြီးလို့ဒီကစားသမားကိုမတုံးနဲ့ဆိုတဲ့ပုံစံမျိုးကိုလည်းဒါအန်ဆိုမိုရက်ကနည်းနည်းလေး short တင်တယ်လို့မြင်တယ်အသင်းကဝယ်ယူပေးပြီးဒါအသင်းအတွက်တကယ်ကိုဒါကျွန်တော်တို့ကစားသမားကစားသမားနဲ့အသင်းကိုဒါအချိုးပြုတ်နိုင်မယ်ဆိုတော့ဒီကစားသမားကိုတုံးတင်တယ်ဥပမာလက်ရှိမှာဒါကျွန်တော်တို့အလာဟန်ဒိုကနာချိုလို့ပေါ့နော်အလာဟန်ဒိုကနာချိုတဲ့လက်ရှိမှာဒါ Premier League ဘွာလက်ရှိပြီး experience လက်ရှိပြီး potential လက်အများကြီးရှိတဲ့ကစားသမားတစ်ယောက်အနေနဲ့အန်ဆိုမိုရက်ကတခါကျရင်ခေါင်းမမာပဲနဲ့တိတိချာချာဒီကစားသမားကိုအသုံးပြုတ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်အဲ့တော့ဒီမှာဒီနေ့မှာဒါကျွန်တော် Chelsea ကိုဒါအတူချုံထပ်ပြီးပြောမှာ စည်းတင်တဲ့ဒီနေ့မှာအလားအလာတွေအများကြီးရှိတယ်။မနစ်ကခြေစွမ်းကိုမှဒီနေ့ကိုဆက်လက်ပြီးဆွဲခေါ်သွားလို့ရမယ်နေထားမှရှိတယ်။ဒါပေမဲ့စောင်းရာသီမှာချက်စည်းတင်တဲ့100%တေချာတာတခုကတော့ခန်းစစ်ကစားသမားကိုဝယ်ကိုဝယ်ရမယ်နေထားမှရှိတယ်။ချက်စည်းတင်တဲ့လက်ရှိမှာခန်းစစ်ကစားသမားကျွန်တော်တို့ experience ရှိတဲ့ကစားသမားရဲ့လူငယ်ခြေတဲ့ကစားသမား၂ယောက်လောက်ကိုကျွန်တော်ဝယ်စီခြင်းနဲ့ပေါ့။အများနဲ့ဒါချက်စည်းတင်မှာအများနဲ့တွေ့ခဲ့ရပေါ့နော်။ဒါကျွန်တော်တို့လုံးဝ experience ရှိတဲ့တကယ်ကိုဒါထရောင်မောင်းဘဲတပွေကိုမှဒါကျွန်တော်လက်ရှိမှာချက်စည်းအသေးရဲ့ဒါ DNA ရှိတဲ့လူငယ်ကစားသမားတယောက်နဲ့တွေ့ရဆိုအဲ့တော့ဒါကျွန်တော်လူငယ်ရအရင်မလို့ပါဒါ live ကိုပဲလို့ chart ရှိရကြအောင်သိပြီကျွန်တော်တို့မပူဒါပေမဲ့ဒီအသင်းဒီကန်ဆယ်မှုတွေကို lead လုပ်နိုင်မဲ့စောင်းရမ်းကောင်းတဲ့ဘဲတပွေကိုဒါကျွန်တော်တို့အအရေးအပေါ်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ ဟိုဝယ်သင့်တယ်လို့တော့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တို့100%မြင်ပြီးရတယ်မှာအဲ့တော့ Chelsea ပြိတိုက်တော့ဘယ်လိုမြင်လဲမလဲကျွန်တော်ဒီနှစ်မှာ Chelsea အသင်းကိုတခုခုတနည်းရရရရောက်မယ်လို့ကျွန်တော်အနေနဲ့မြင်နေ Chelsea အသင်းစီကနေပြီးတော့ဘလို့ expect လုပ်လို့ရမယ်ဆိုတော့ကျွန်တော်တို့နဲ့ခမောင်းနေတူပိတ်ကားပုံမှကြည့်ရမယ် Chelsea အသင်းရဲ့ last week မှာ fixture အရဆိုရင်တော့အရန်ကြည့်တာကျွန်တော်လွယ်ကူမနေတဲ့အနေထားဖြစ်ပေမဲ့အရန်ကြည့်တဲ့ခက်မဲ့အနေထားဖြစ်ကျွန်တော်ကြည့်နေရရဆိုတာနှစ်ပွဲစလိုက်ခက်တာဆိုလို့ Barcelona ကိုဒါသူတို့ A ရဲ့အိမ်ငွေမှာရ Arsenal သူတို့ရဲ့အိမ်ငွေမှာရနှစ်ချိန်ဒါနှစ်ပွဲကိုကတ်ပြီးဆောရမယ်ပွဲစဉ်ကလွယ်ရင်လက်ရှိမှာ Chelsea အသင်းရဲ့ပွဲချက်ကအဲ့လောက်ဒီမရှိဘူးလို့မြင်နေအဲ့တော့ ချက်စီးတဲ့ကုလည်းရှိနောက်ပိုင်းပွဲစဉ်တွေမှာအသင်းကြီးကိုလည်းအသင်းကြီးပုံစံမျိုးလျောက်ကန်လာနိုင်တာကချက်စီးတဲ့အတွက်တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်ခြင်းအကြောင်းတရားအကြောင်းအားအကြောင်းအားတခုလိုလည်းကျွန်တော်နည်းမြင်ပြတယ်မှာအဲ့တော့ချက်စီးတဲ့ကိုကျွန်တော်ဒီနေ့မှာမျောလင့်ပြီးတဲ့ဒါပေမဲ့အရန်ကြီးတော့လည်းမမျောလင့်ရဲသေးဘူးလို့ပြောရင်းနေပဲ ကျွန်တော်တော့မပြီးပါဘူးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တဲ့ TV4 ကြီးတို့မှာကြည်ရင်လို့ဆိုပါဝင်ကူညီလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလက်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါဗျကောင်းမွန်တော်နေလေးတစ်နေ့ဖြစ်ပါစုမုံကောင်းတောင်းပီးနေပဲကျွန်တော်တို့ရေနောက်မှာပဲ AACC Twitter ကပေါ့အားလုံးပဲကြိုးတူပါမြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလက်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ပြီးပါဗျ